တာရတဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ Happy birthday အမေစုဆိုတဲ့ဗီဒီယိုလေးတွေတင်ပေးပြီးလားလို့နော်တချို့ကျတော့တင်ပြီးပြီဆိုပြီးမှ comments တွေမှာတွေ့ရတဲ့အတွက်ကြောင့်အရန်ကျေးဇူးတင်တယ်။ဆက်လက်ပြီးတော့တင်ပေးကြပါအခုတပတ်လောက်ကြံသေးတယ်ဆိုတော့မပို့သေးတဲ့သူတွေဆက်လက်ပြီးတော့ Happy birthday အမေစုဆိုတဲ့ဗီဒီယို file လေးကိုပို့ပေးကြပါလို့အားလုံးကို တစ်ခါပြန်ပြီးမှအဲ remind လုပ်ချင်တယ်နော်ဒီနေ့ကတော့ပထမအူဆုံးတဲ့င်းအနေနဲ့ကတော့ကချင်ပြည်နယ်တဲ့င်းနဲ့ရင်ဆိုင်ချင်တယ်စကိုင်းနဲ့ ကချင်ပြည်နယ်နေဆက်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဗမောက်မြို့နယ်မှာရှိတဲ့ဘူတောင်လေတာကုန်းအဲ့ဘက်မှာ SNA ပြည်သူ့ခွေးရဲစစ်ခွေးတွေပေါင်းပြီးမှအင်အားနေရာလောက်ရှိတဲ့ခွေးအုပ်စုရဲပြည်သူလူထုအယောက်၄၀ကို ပေါ်တာဆွဲပြီးမှသူတို့ကထိုးစစ်ဆင်လာခဲ့တာကို KIA နဲ့ပူးပေါင်းတော်လိုင်းရဲတွေဘက်ကနေမှဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးအတော်လေးများများကတော့ခွေးတွေဝတ်တည်တည်သွားတယ်ခေရလက်နဲ့တချို့ကိုတင်းယူရရှိခဲ့တယ် ပြီးတော့အထိုင်းတောင်မြို့နားမှာရှိတဲ့မော်စီဇာငွေတစ္ဆာလူဒီစားတောက်နေတဲ့လဖက်ရဆိုင်မှာခွေးရကောင်၃ကောင်ကအဲ့မှာလဖက်ရလာတောက်တာ KIAD ရဲ့ပျောက်ကြားတိုက်ခိုက်မှုကြောင့်ခွေးကောင်နှကောင်ကမတာပေါ်သွားတယ်။တကောင်ကတော့တည့်ရဲ့အတိုင်းပဲခွေးပြဲဝဲပြဲပြဲသွားတယ်။ဆိုတော့အခုတို့ကနေရတကမှာအစီရဲလှောက်ရှားနေတယ်။ဒါကြောင့်စစ်ခွေးအုပ်စုဒီဘက်ကနေမှဖက်ကမြို့ကိုထွက်လာခဲ့တဲ့အခါမှာလည်း KIA နဲ့ပူးပေါင်းတော်လှန်ရေးတွေရဲ့ drone နဲ့တိုက်ခိုက်မှုကြောင့် ခွေးကောင်လဲကောင်တည်သွားတယ်ခွေးရှစ်ကောင်ကတော့ခြေကျိုးလက်ကျိုးကျိုးသွားတယ်တချို့ကျတော့တည့်ရဲ့အတိုင်းပဲခွေးပြွက်ဝက်ပြေးပြေးသွားတယ်အခုဒီဖကတ်မှာတော့ကျတော့ KIA ဒီဘက်ကနေမှပျောက်ကြားစနစ်နဲ့နေရတကာမှာတကောင်နှကောင်တကောင်နှကောင်အဲ့လိုမျိုးနဲ့နေရတကာမှာအခုစစ်ခွေးရှင်လင်းရဲကိုလှုပ်ဆောင်နေတယ်ပြီးတော့အခုဒီဖကတ်မှာဆိုလို့ရှိရင်စစ်သားစုဆောင်ရဲကိုလည်းလှုပ်နေတယ်ဥမာအခုဖကတ်မှာစစ်သားစုဆောင်နေတယ်နော်ဖကတ်မှာရောက်ရှိနေတဲ့နေရအတီးတီးက နော်တိုင်းရင်းသားတွေ KIA မှာပဲဝုံဝုံ PDF ဒီမှာပဲဝင်ဝင်ကြိုက်တဲ့နေရာမှာဝင်ပါထိုနည်းတူပဲကချင်းပြည်နယ်ကလူတွေလဲကိုရှိတဲ့နေရာဥပမာရခိုင်ပြည်နယ်မှာပဲဖြစ်ကရနီမှာပဲဖြစ်ကရင်နီမှာပဲဖြစ်ဖြစ်အညာဒေသမှာပဲဖြစ်ကိုရှိတဲ့နေရာမှာရှိတဲ့လက်နက်ကင်ဒီစီမှာဝင်ရောက်ပြီးတော့စစ်ခွေးတွေကိုတော်လာရအောင်စစ်သားမဖြစ်ချင်ဘူးဆိုပြီးမှတော်လာရေးထဲမှာမဝင်ရင်လဲစစ်ခွေးတွေဘက်မှာမျိုးဝင်သွားတယ်ဆိုလို့ရှိရင်တော့ငါကတော့စစ်ခွေးဘက်ကိုရောက်သွားပြီးတော်လာရေးဘက်ကိုဝင်ရင်ကောင်းတာပဲဆိုတဲ့စိတ်တည်နောင်တတွေနောက်ကျသွားမယ်ဆိုတာကို ပြောချင်တယ်ဒါကြောင့်အခုအချိန်မှာနေရတကာတော်တော်များများမှာစစ်ခွေးတွေဘက်ကနေမှပေါ်တာတွေဆွဲနေတယ်အခုအထူးသဖြင့်ဖက်ကဘက်မှာပေါ်တာတွေအများကြီးဆွဲနေတယ်ကျတို့ကျတို့လူငယ်တွေဖိုးကြီးဖွားကြီးမဟုတ်တဲ့လူရွယ်တွေတနက်ကိုကင်ပြေးမှစစ်ခွေးကိုတော်လာနိုင်တဲ့သူတွေအားလုံးကိုရှိတဲ့နေရာမှာရှိတဲ့တော်လာရေးတွေနဲ့ပူပေါင်းပြီးတော့စစ်ခွေးတွေကိုချေမုံရအောင်လို့ကြွတ်ဒီကနေတစ်ခါပြန်နေပြီးအားလုံးကိုနှိုးဆော်ချင်တာဖြစ်တယ် နောက်တစ်ခုအနေနဲ့ကတော့ဇော်ဖုံးဟင်းရဲ့တရင်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး update လေးလုပ်ပေးချင်တယ်။အားလုံးသိပြီးသားဖြစ်တဲ့ဇော်ဖုံးဟင်းကိုဖန်စီပြီးတပတ်ကြာစစ်ဆေးပြီးတဲ့နောက်ပိုင်းမှာ905ကကြီးနဲ့အတူ66ကကြီးနဲ့လည်းသူ့ကိုတရားစွဲထားတယ်။ပြီးတော့အခုဘာနဲ့ပြန်တရားစွဲထားလေဆိုတော့အကြံဖက်ဥပဒေဒီဇော်ဖုံးဟင်းကစစ်ခွေးတွေကိုထောက်ခံတဲ့သူဖြစ်တယ်စစ်ခွေးတွေကိုချစ်တဲ့သူဖြစ်တယ်ဆိုပေမဲ့လည်းပဲ သူတို့ရဲ့ဘောပိုင်ရှင်တွေကိုဝေဖန်တာများသွားတဲ့အတွက်ကြောင့် NUG ရဲ့တရှုဖြစ်တယ်ဆိုပြီးမှသူတို့ကပြောတယ်။ဒါကြောင့်အခုအကြံဖက်ဥပဒေဖြစ်တဲ့၃ခခွေ15နဲ့သူ့ကိုထပ်ပြစ်မှတရားစွဲထားတယ်လို့သိရတယ်။ဆိုတော့အခုသူက NUG ဒီ PDF ဒီ EAO စတို့တဲ့ဆက်တွေ့တယ်ဆိုပြီးမှသူ့ကိုတရားစွဲထားတယ်အခုဒီဟန်ငိန်ဦးနဲ့အတူကိုတက်တို့ဘညွန်းတို့အောင်မင်းတို့တွေဘက်ကနေမှဇော်ဖုံးဟင်းကိုဖမ်းရမယ်ဆိုပြီးမှလော်တဲ့အတွက်ကြောင့်အခုသူ့ကိုအမှုတစ်ခုပြီးတစ်ခုတက်လာခဲ့တယ်နောက်ဘလောက်ထိဖြစ်လာမလဲဆိုတာတော့မသိသေးဘူးเนาะအခုလောလောဆယ်ကတော့ဒီ3ခခွေ15နဲ့ထပ်ပြီးမှတရားစွဲထားတယ်အမပါသားလို့ခေါ်တဲ့ဂရုံးတို့ဖုန်ကြီးကြောင်ကတ်နေတဲ့ဂျဘူမားတို့စကလေးကောင်တို့ စင်ချေတော့ဒစင်ဦးတို့တို့လည်းအခုလုံးဝ speak up မလုပ်ပေးဘူးဒါကြောင့်အခုပြည်သူခွေးတွေနဲ့တို့ကပြဿနာဖြစ်ကြတယ်လို့လည်းကြားရတယ်အခုဆိုဖုန်ဟိလက်တလုံးကြောင်းဥပဒေနဲ့မျိုးမျိုးနဲ့တရားစွဲထားပေမဲ့အခုမြန်မာပြည်မှာရှိတဲ့သူတွေကဘာမှမပြောရဲဘူးเนาะစစ်ခွေးတွေကိုကြောက်တာအဲ့လိုကြောက်တာ နော်ဒါတော့မှကို့ထမင်းကိုစားပြီးကို့တေသွင်းတူးထားပြီးမှခွေးရဲ့ထိုင်ခုံတည်မြဲဖို့ရန်အတွက်မနေကြတဲ့ကျွန်းတကာရဲ့ကျွန်းနေဖြစ်ကြတယ်နော်ဆိုတော့အခုဒီနေ့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျမတို့ဗီဒီယိုတော်တော်လေးကိုကြည့်ရအောင်ဖြစ်စဉ်တွေတခုဖြစ်လိုက်တိုင်းမှာသူတို့ဘက်ကသတင်းတင်ပြမှုတွေစောတယ်မကြောက်လဲစောတယ်ဆိုတာလေဗျာအဓိကအဖြစ်တော့သူတို့ဘက်မှာကဒီလိုသတင်းတင်ပြအောင်ဒင်းသမားပုံစံမျိုးနဲ့စုဖွဲ့မှုတွေအားကောင်းတာဟုတ် ငွေကြေးကိုစားလောက်တောက်လောက်ပေးပြီးတော့ဗောဗျာဒီလိုစုဖွဲ့ထားတာဗောနောက်တစ်ခုကလည်းသတင်းသမားဆိုတဲ့ level ထဲမှာနှစ်ပေါင်းများစွာကျင်လည်လာခဲ့တဲ့လူတွေများတယ်များတဲ့ခါကျတော့သူတို့ကတစ်ကဒင်းမားတွေပြင်ဆင်ထားတဲ့ဇလန်းသတင်းဇလန်းတွေဒါတွေလုတ်တဲ့ခါမှာသူတို့ဘက်မှာကြွမ်းကျင်မှုရှိတယ်နော်နိုင်ငံတော်ဘက်မှာကျတော့ဒီသတင်းတွေတပုတ်ကိုတိလိုက်တာနဲ့တပိုင်နဲ့လေထွက်သွားတာလေထွက်သွားတော့ဘာကြောင့်လဲဆိုတော့ပြည်သူတွေကတစ်ဖက်ကတင်လိုက်တဲ့သတင်းကိုချက်ချင်းယုံကြည်တယ်ကိုယ့်ဘက်ကလည်းယုံကြည်နိုင်လောက်အောင်လိန်တာ ਉਹ ဆိုအဲ့လိုဖြစ်လာတဲ့ခါကျတော့ဒီဘက်မှာသတင်းမှန်ပြန်ကြားရဲ့ဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ fabricated ပဲဖြစ်ဖြစ် fake ပဲဖြစ်ဖြစ်မလုံရတော့ကိုဘက်ကခံရသည်ဖြစ်စီကိုဘက်က နိုင်သည်ဖြစ်စီမေးလာရင် तू ကနိုင်နိုင်တယ်ရှုံးလေရှုံးတယ်ဟုတ်တယ်ကျွန်တော်တို့ဒီမျိုးဒီမျိုးကြာပါတယ်ဟုတ်တယ်အာဒီမျိုးဒီမျိုးဒီရဲစခန်းကတော့ကျွန်တော်တို့ဆက်လက်တိုက်ခတ်တိုက်နေတော့မယ်အဲဒါမျိုးပေါ့နော်အာလေးပြက်ကြသွားလားပြက်ကြသွားဆိုလေဟုတ်တယ်ပြက်ကြသွားတာမဟုတ်ပြက်ကြသွားတာမဟုတ်ဘူးပြက်ကြခံရတာဆိုပြက်ကြခံရတာအဲ့တော့ဘာလို့ဆိုတော့ဒီဘက်ကတည်င်းမှန်နေနဲ့ ပြန်ပြီးဟိုဘက်ကိုကောင်တာလှုပ်လာတာတွေ့ရတယ်။တည်င်းမားဟာဘလောက်ပဲမြန်မြန်တည်င်းမားဖြတ်တဲ့လူတွေကဘလောက်ပဲပြည်ပြင်းပြည်ပြင်းတည်င်းမားဖြတ်တဲ့ကိုယ်ရဲ့ကြီးကဘလောက်ပဲကြီးမားပါစေနိုင်ငံတော်ဘက်မှာရှိတဲ့တည်င်းထုတ်ပြန်ရေးအဖွဲ့တွေကတဖြည်းဖြည်းနဲ့ smart ဖြစ်လာတဲ့ခါကျတော့ပြည်သူတွေကနောက်ပိုင်းကျတော့သဘောပေါက်လာတာတရားဝင်တည်င်းဌာနကထုတ်ပြန်မှတာဒီတည်င်းကအတည်ယူရယ်ဆိုရအောင်ဖြစ်လာဖြစ်လာတော့တစ်ဖက်မှာရှိတဲ့အုပ်စုတွေရဲ့တည်င်းမားဖြန့်ချီရေးတွေကတိတ်ပြီးတော့ထိရောက်တာမတွေ့ရတော့ဘူးနော် ဒီနေ့ကျွန်မကလေရင်ပြတ်ကြတဲ့ကိစ္စနဲ့မပြောချင်ဘူးဒါပေမဲ့အဲ့ဥစ္စာကိုအခြေခံပြီးတော့ကျွန်မဘာပြောချင်တယ်လဲဆိုတော့အခုအောင်မင်းပြောထားတဲ့စကားကကျွန်တော်တော်လာရဲတွေကတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်တည်င်းထုတ်လို့တာကောင်းတယ် ကျတော့တရင်ထုတ်လို့တော့ကောင်းတဲ့အတွက်ကြောင့်ဇော်မဲလိန်တောင်မှခြားလပတ်ရမ်းသွားတယ်လို့ပြောတယ်။အောင်မင်းပြောသွားတဲ့အထက်မှာအရေးကြီးတဲ့တစ်ခုကဘာလဲဆိုတော့စစ်ခွေးတွေကတရင်မှအမြဲတမ်းပြောတယ်။စခန့်ကြတယ်ဆိုလို့ရှိရင်ကြတယ်မကြဘူးဆိုလို့ရှိရင်လည်းမကြဘူးလေရင်ဆိုလည်းဆက်ချွတ်ရမှုကြောင့်ပြက်စီးတယ်ဆိုလို့ရှိရင်လည်းဆက်ချွတ်ရမှုပေါ့နော်ပြစ်ချက်လို့ကြတယ်ဆိုလို့ရှိရင်လည်းကြတယ်ပေါ့အဲ့လိုမျိုးအတိအကျဖြေပေးတယ်ဒါကြောင့်မို့ကျွန်တော်တို့တော်လာရဲဒီဘက်ကနေမှတည်င်းနေမြန်မြန်ပဲတည်ရင်လဲတည်င်းအမားဖြစ်တဲ့အတွက်ကြောင့် အခုနောက်ပိုင်းကျတော့ပြည်သူတွေကဇော်မဲလိန်ပြောတဲ့ဥစ္စာကိုပဲယုံကြည်ကြတယ်ဆိုပြီးမှဟိုကင်နဲ့ကောင်းကပြောသွားတယ်เนาะပြီးတော့လည်းပဲအခုဗီဒီယိုတော်တော်လေးကိုကျမတို့ထပ်ပြမနားထောင်ကြည့်ရအောင် ိုက်ခိုက်ရေးလေရင်တစီဟာလေးကျင့်ပြန်တန်းရေးဆောင်ရွက်စဉ်ဇွန်လ10ရက်နေ့မွန်လွဲ12:15မိနစ်ခန့်မှာ ပလဲမျိုးနယ်မင်းနိုင်မင်းကျေးရွာရဲ့အရှိတ်ဘက်မီတာ2000ခန့်အကွာစပားစီကျေးရွာအနီးသို့အရောက်ရုတ်တရက်ဆက်ချိုးယွင်းမှုဖြစ်ပေါ်ခဲ့ကမြေပြင်ပေါ်သို့ပြက်ကျခဲ့ပြီးမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါလေရင်ပြက်ကျခဲ့တဲ့နေရာတစ်ဝိုက်သို့လုံခြုံရေးတပ်ဖွဲ့ဝင်များကတွားရောက်ပြီးလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာတာဝန်ရှိသူများကလေရင်ဆက်ချိုးယွင်းမှု အကြောင်းအရင်းအောင်စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။အခုဒီထဲမှာမှနှုတ်မျိုးရှိတယ်။တခုကတော့လေရင်ကဆက်ချိုးယွင်းမှုကြောင်းပြုတ်ကျသွားတယ်လို့ပြောတယ်။နောက်တခုကလုံခြုံရေးဒီကအချိန်မီသွားပြီးမှလုံခြုံရေးသွားလုပ်တယ်။ပြီးတော့ဘာကြောင့်ပြတ်ကျသလဲဆိုတော့ကိုသူတို့လဲ့လာတယ်လို့ပြောတယ်။နောက်ဗီဒီယိုတခုကိုကျမတို့ထပ်ပြမနားထောင်ကြည့်ရအောင်။ပြတ်ကျရဲ့နေရာကိုကြည့်လိုက်တဲ့အခါကျတော့ ရွာသားတွေရော PDF တွေရောအကုန်လုံးအုံနေချင်းနဲ့ရောက်လာကြတာတွေ့ရတယ်။ဗီဒီယိုလိုက်ကြတပ်ပုံလေးကြတယ်။အဲ့ဒီချက်မျိုးစုံပေါ့။နောက်ဆက်ကထိုးခဲ့ကြတယ်မှလည်းအားအဲ့နေရာကိုတက်မတော်သားတွေရောက်အောင်သွားပြီးတော့လိုအပ်တဲ့ကားကြီးလုံနေဆိုတော့ကျွန်တော်ပြောရတယ်ဒီနေ့တော့ရောက်ဖို့မရောက်ဖို့မပေါ်။မင်းပြန်တစ်ပတ်ခါလောက်တော့ရောက်မလာတော့ဘူး။ဘာလို့လဲဆိုတော့ ဘလို့လို့ချက်ချင်းရောက်လို့ဗျာချက်ချင်းမရောက်လို့ဟိုမှာ PDF တွေရဲ့ဗီဒီယိုဖိုင်တွေကပေါ်လို့ရအောင် online မှာတက်နေပေါ်ငုံကြော်မျိုးမင်းပြောထားတဲ့အထဲမှာကအခုဒီနေ့ဒီရဲ့ချိန်ထိမရောက်ဘူးမနေ့ဖြန်တပတ်ခါရောက်ချင်မှလည်းရောက်မယ်ခွေးတွေရောဘောမတွေရောအားလုံးတိတာဟာကျမတို့ဗီဒီယိုတင်လိုက်လို့တို့တိတာတို့ဘာနဲ့တို့မတိဘူးအခုဇော်မဲလိန်ကစက်ချွေရွမှုကြောင့်ပြုတ်ကျသွားတယ်လို့ပြောတာဟာ BLA ကနေမှလေရင်ကိုတို့ပစ်ချနိုင်ခဲ့ပြီဆိုပြီးမှတည်င်းထုတ်လုပ်ပြီးတဲ့နာယီဝက်အသွေးမှာဇော်မဲလိန်ကနေမှတည်င်းထုတ်ပြန်ခဲ့ ာဖြစ်တယ်ဆိုတော့ BLAD မဒရစ်မတင်ခင်မှာတို့တို့ဒါမျိုးမထုတ်ပြန်ဘူးဒီမေလ20ရက်နေ့မှာတစင်း23ရက်နေ့မှာတစင်းအခုဇွန်6ရက်နေ့မှာတစင်းဆိုတော့ ရက်ပေါင်း20ထဲမှာရဟယနစီနဲ့အခု jet fighter တစ်စီး၃စီးချသွားပြီခဏတုန်းကဟိုကယ်နဲ့ကောင်ကဘာပြောလဲဆိုတော့အနာစကဇော်မဲလင်ကနေမှတည်င်းမှန်ထုတ်ပေးတယ်ဒါကြောင့်ပြည်သူတွေကသူ့ရဲ့တည်င်းကိုပဲအမှန်ဆိုပြီးမှလက်ခံကြတယ်လို့ပြောတယ်ဆိုတော့အဲ့တည်င်းထဲမှာဘာပြောလဲလုံခြုံရေးတွေကသွားပြီးမှလုံခြုံရေးယူနေကြပြီလို့ပြောတယ်ဒါပေမဲ့အခုကြော်မျိုးမင်းဘာပြောသွားတယ်လဲဒီနေ့တော့မရောက်ဘူးမနေ့ပြန်ရောက်မလားတပတ်ခါရောက်မလားမသိသေးဘူးဒီနေ့ဒီအချိန်ထိတော့မရောက်သေးဘူးလို့ပြောတယ်ဆိုင်တီဆိုင်ရဲ့ တဆင်းလို့ဖြစ်တယ်မင်းကဖြန်ရောက်လာမလားတပတ်ခါရောက်လာမလားမခံမနိုင်ဆိုလိုမျိုးအဲ့လိုမျိုးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့သားစစ်ခွေးတွေရောက်တယ်ဆိုလို့ရှိရင်အဲ့နားမှာ PDF တွေနေနိုင်မလားအဲ့နားမှာ PDF တွေရောက်ရှိနေနိုင်မလားဒါကြောင့်ဟိုကေကဘရောမှာစကားအကောင်းကိုမပြောတတ်ဘူးဒီလေရင်ပြတ်ကျတဲ့အချိန်မှာခွေးကျပုလင်မယားနှစ်ယောက်ကတော့စကိုင်းရောက်နေတယ်ဒီတရင်ကိုကြားလိုက်တဲ့အခါမှာသူမျက်နှာပြတ်ပြီးမှလိန်ဆရာရှိတဲ့စကားတွေကို မပြောနိုင်ဘဲနဲ့ချက်ချင်းနေပြည်တော်ကိုပြန်လာခဲ့တယ်ဆိုတာလည်းကြားရတယ်ဆိုတော့အခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြွပြောချင်တဲ့အရာကဘိုးစွားရေးထားတဲ့ဥစ္စာကကျမကိုအရန်မစိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာဖြစ်တယ်ဘိုးစွားဟာတော်လန်ရေးတမဖြစ်တယ်လို့ပြောတယ်အခုသူရေးထားတဲ့အထဲမှာဒီလေရင်ဟာဘယ်သူမှပြစ်ချလို့မဟုတ်ဘူးဘာပဲဖြစ်ဖြစ်ဝမ်းသာတယ်ဆိုရက်စာခါအခုစစ်ခွေးဒီလော်ဘီဒီရဲ့ပါဇက်ရဲ့ထိတ်ထဲမှာကိုရောက်နေပြီသူတို့တော်လန်ရေးအချင်းချင်းတောင်မှ တယ်လို့ပြောကြတယ် BLA တို့လည်းသူတို့ပြစ်တယ်လို့ပြောတယ်ပြီးတော့ဒီတခြား PDF တွေလည်းသူတို့ပြစ်တယ်လို့ပြောတယ်ဘိုးစွမ်းကပြောလိုက်တာကဘသူပြစ်လို့မှမဟုတ်ဘူးစက်ချွယွန်းတို့ပြုတ်ကြတာဖြစ်တယ်အဲ့လိုမျိုးပြောတော့ဘသူကတော်လန်ရေးတမားနေလဲအားလုံးကတော်လန်ရေးကြီးပဲမဟုတ်ဘူးလားကဲအခု KIA နဲ့ PDF တွေပေါင်းတယ်။အရခတ်တပ်တော်နဲ့ PDF တွေပေါင်းတယ်။ KNUD နဲ့လည်း PDF တွေပေါင်းတယ်။ဒီဆိုလို့ရှိရင်ဒီစစ်ခွေးကတော့ဘယ် PDF ကနေတတ်တယ် PDF တောင်မှကျတော့အများကြီးရှိတယ်။မြင်းချမ်း PDF နထိုးကြီး PDF မဟုတ်နေရဒေတာပေါ်မှာမူတည်ပြီးတော့ PDF ဆိုလို့ရှိရင်မျိုးစုံနာမည်နဲ့ရှိတယ်။ကျတော့တိုက်ပွဲတစ်ခုဖော်ဆောင်လိုက်တဲ့အခါမှာဘယ် PDF ကဘယ်ကိုပြစ်တယ်ဘယ် PDF ကဘယ်ကိုပြစ်တယ်ဆိုပြမှာပြောဖို့မဟုတ်ဘူး။ဘယ်သူပဲပြစ်ပြစ်အရေးကြီးတာဟာစစ်ခွေးတွေဖို့ဖြစ် ြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့တော်လိုင်းရဲတွေသတိထားရမယ့်အရာကြီးတစ်ခုဖြစ်တယ်။ဥပမာတစ်ခုပြောချင်တယ်။ကျွန်မကဘောလုံးအကြောင်းသိနားလေတဲ့သူတော့မဟုတ်ဘူး။ဒါပေမဲ့ဘောလုံးစားတဲ့အခါမှာအဖွဲနှဖွဲရှိတယ်။တဖွဲကကိုယ့်ရဲ့ပြိုင်ဘက်ဖြစ်တယ်တဖွဲကတော့ကိုဖြစ်တယ်အဲ့လိုပဲဒီနေ့ကျွတ်တို့တော်လန်ရဲထဲမှာလဲစစ်ခွေးနဲ့ကျွတ်တို့တော်လန်ရဲဆိုမှနှစ်ဖွဲပဲရှိတယ်เนาะဆိုတော့နှစ်ဖက်စလုံးကကစားနေတဲ့ခါမှာ ကိုယ့်ရဲ့အဖွဲကခေါင်းနဲ့တိုက်ပြီးမှပဲကိုးသွားကိုးသွားခြေထောက်နဲ့ကန်လို့ပဲကိုးသွားကိုးသွားအရေးကြီးတာဟာကိုးသွားဖို့အရေးကြီးတယ်ဘောလုံးကစားတဲ့အခါမှာရန်သူကိုနိုင်ဖို့ရန်သွက်ခြေထောက်နဲ့ပဲကန်ရမယ်ဆိုတော့ဥပဒေလည်းမရှိသလိုခေါင်းနဲ့ပဲတိုက်ပြီးမှကိုယ်တွင်းရမယ်ဆိုတော့ဥပဒေလည်းမရှိဘူးအရေးကြီးတာကခေါင်းနဲ့တိုက်တိုက်ခြေထောက်နဲ့ပဲကန်ကန်ကိုယ်တွင်းနိုင်ဖို့ကအဓိကဖြစ်တယ်ထို့နည်း၎င်းပဲဒီနေ့ကျမတို့တော်လာရေးထဲမှာလဲ ဘယ်လက်နဲ့ကိုင်းကပဲလှုပ်လှုပ်အရေးကြီးတာဟာခွေးတည်သွားဖို့ဖြစ်တယ်ခွေးတွေရဲ့လေရင်ပြုတ်ကျသွားဖို့ဖြစ်တယ်ခွေးတွေရဲ့စစ်စင်ရဲ့ပြုတ်ကျသွားဖို့ဖြစ်တယ်ဘဒူပစ်တယ်သူပစ်တယ်အဲ့မှာပြောချင်မလို့ဘူးဒါကတော့ကျမတို့တော်လန်ရဲတွေအတွက်အင်မတမမာယွင်းတဲ့ အရာတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်မထောက်ပြချင်တာဖြစ်တယ်။နောက်တစ်ခုကတော့ရုရှားတွေဟာယူကရိန်းတွေကိုလုံးဝအထင်တဲတယ်။သူတို့လိုစစ်ရေးဘက်မှာတော်တဲ့လူမဟုတ်ဘူးဆိုပြီးမှအနိုင်ကျင့်တဲ့သူဖြစ်တယ်။တနေ့ကြလို့ရှိရင်ယူကရိန်းတွေဟာငရုရဲ့လေရင်တွေကိုဒီလိုမျိုးလာပစ်ခတ်နိုင်မယ်လို့ရုရှားတွေအိမ်မက်နဲ့တောင်သူတို့မမက်ခဲ့ဘူး။အစွမ်းအစာရှိတယ်လို့လည်းသူတို့လက်မခံထားဘူး။သူနည်းသူပဲအစကတည်းကလက်နက်ကိုင်တွေရှိတဲ့နေရာမှာပဲစစ်ခွေးတွေကလေရင်ကိုအမြင့်ကြီးပြန်ပြီးမှ ဘုံကျဲတိုက်ခိုက်တာတွေလုပ်တယ်ဒါပေမဲ့အညာမှာ PDF တွေကိုအထင်တဲလို့အခုဂျက်လေရင်ကိုပြစ်ခတ်နိုင်ခဲ့တယ်ဒီလိုမျိုးမတာပေါ်ရချင်းဟာ PDF တွေကိုအထင်တဲလို့ဖြစ်တယ်ဒီ PDF တွေကဘာမှမတတ်ဘူးဒီ PDF ဈေးမှာဘာမှမရှိဘူးသူတို့မှာအစွမ်းစာမရှိဘူးဆိုတော့ပုံစံနဲ့သူတို့ကလေရင်ပြန်လို့ရှင်လာအနေငှက်နဲ့ပြန်တဲ့အတွက်ကြောင့်မို့ ပြစ်တတ်နိုင်ခဲ့တာဖြစ်တယ်เนาะ PDF တွေကိုစစ်ခွေးတွေအထင်သေးတာဟာဒီတစ်ခါတည်းမဟုတ်ဘူးငရုတ်တွေကတိုင်ရင်တလက်လက်ကိုင်းနေနဲ့ငင်းချမ်းရဲစကားပြောမယ်နင့်တို့ PDF တွေနဲ့ဘယ်တော့မှငင်းချမ်းရဲပြောမှာမဟုတ်ဘူးနင့်တို့ကိုကုန်ချေမုံမယ်ဆိုတဲ့စကားကို lobby ဒီဘက်ကနေခဏခဏပြောခဲ့ဖူးတယ် PDF ဒီရဲ့လက်ချက်ကိုတနေ့တခြားမြင်လာပြီเนาะဆိုတော့ဒီနေ့ကျမတို့ကဘောမာတွေဘောမျော်တွေခွေးတွေဝမ်းတာမဲ့စကားကျတို့တော်လာရေးဒီဘက်ကနေမှလုံးဝမပြောကြပါနဲ့ဒုတိယချက်ကငါတို့ရဲ့ရင်မှန်းချက်ဟာစစ်အာဏာရှင်ကိုဖျက်သိမ်းဖို့ရန်အတွက်ဖြစ်တဲ့အတွက်ကြောင့် ဘဲတူဘဲတတ်ပြမဘဲတဲတဲဘဲတူက ပြစ်ချလို့ဘဲကြကြအရေးကြီးတာခွေးတယ်ဖို့အရေးကြီးတယ်နော်နာမည်ကတော့ကွာတာပါဘဲ PDF ဘဲတတ်တတ်ဘဲလက်နဲ့ကင်တိုင်းရင်တာဘဲတတ်တတ်အရေးကြီးတာဟာစစ်ခွေးတယ်ဖို့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကြွဒီကနေပြောချင်တယ် နော်စစ်ခွေးတွေကတော့လေရင်တစ်ခါပြုတ်ကြပြီဆိုလို့ရှိရင်ဆက်ချွွင်းမှုရှိတယ်ဒီဆိုလို့ရှိရင်တော့စစ်ခွေးတွေရှိမှရှိတဲ့လေရင်တွေအားလုံးဟာဆက်ချွွင်းတဲ့လေရင်ကြီးပဲလားဒီမင်း20ရက်တုန်းကပြတ်ကျခဲ့တဲ့လေရင်တုန်းကလည်းဆက်ချွွင်းမှုရှိတယ်ချွေးကိုမှရက်ထားတဲ့လေရင်ကိုဒရုန်းနဲ့ဖြတ်စီးလိုက်တုန်းကလည်းဘုံငုံကြုံမျိုးမျိုးကကြီးစားဝါဒဖြတ်နေလို့ပြောတယ်နော်ဆိုတော့ဒီနေ့ဒီရဲ့အချိန်အထိစစ်ခွေးတွေရဲ့စခန်းကြတာလည်းမရှိသေးဘူးနော်ဘာကြောင့်လဲဆိုတော့သူတို့ကဆုတ်ခွာပေးလိုက်တာ ဒီနေ့ဒီရချင်းဒီစစ်ခွေးတွေရဲ့စခန်းတစ်ခုမှမရှုံးသေးဘူးသူတို့ရဲ့ view ဟာအရဆောက်ခွာပေးလိုက်တာသူတို့ရဲ့ view ဟာအရဟာပေးလိုက်တာဆိုတော့စစ်ခွေးတွေဒီနေ့ဒီချင်းဒီစခန်းမကြသေးဘူးပြီးတော့အခုကျမနဘေးနားမှာကြွတင်ထားတယ်ဒီ27ဒေါ်လာရေးမှာလေရင်ဒီ7စီးလဲဒေါ်လာရေးတွေပြစ်ချတာမဟုတ်ပါဘူးစက်ချွေရုံတို့ပြုတ်ကျသွားတာပါဆိုတော့ချောင်းပြောပြချင်တာပါเนาะနောက်တဲ့တင်းတပုတ်အနေနဲ့ကတော့ဂျွန်လ9ရက်နေ့တုန်းက ကုလသမဂ္ဂအထဲမှာဂျူလီဘီရှော့ကနေမှပြောသွားတဲ့စကားဗာလေးဆိုတော့အပြစ်ခတ်ချက်စီရဲ့အကြံပေးရှော့ချရဲ့နဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုအာရုံစိုးစိုက်မှုမလုပ်ဘူးဆိုလို့ရှိရင်တော့ ထာဝရငြိမ်းချမ်းရေလုံးဝရရှိနိုင်မှာမဟုတ်ဘူးအခုစစ်ခွေးတွေဘက်ကနေတော့ရွေးကောက်ပွဲကိုလုံမယ်လို့စီစဉ်ချင်းဟာခုခံတွန်းလာမှုကိုပုံမှန်တူးမြင့်စေတယ်တိုင်းပြည်မငြိမ်မသက်ကိုပုံမှန်ဖြစ်စေနိုင်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အခု UECD ဘက်ကနေမှအမင်းအဖြစ်နဲ့သူခွေးပေါ်မှာတကောင်ဘာဟောင်ထားတယ်လဲကျမတို့နည်းနည်းလေးဗီဒီယိုကြည့်ရအောင်နော် UEC မှာ သူကတက်မှတ်တာ269မြို့နယ်အထိသူတက်မှတ်ထားပြီးသားရှိနေပြီလို့အထိပဲတက်ရောက်တယ်269မြို့နယ်ကနေပြီးတော့အခုလက်ရှိခင်းချင်းကြောင့်ဆုံးရှုံးရင်တော့69မြို့နယ်ဖိလိုက်200ကျန်တယ်အမြို့နယ်200ကျန်လို့ရှိရင်ရွေးကောက်ပွဲကျင်းပလို့ရသလားဆိုတော့အရာတော့လွန်သွားတာပေါ့ဗျာနောက်တစ်ခုကထပ်ပြောမယ်130ကျင်းပနိုင်ရင်လည်းအဆင်ပြေသေးတယ်လွတ်တော်မှာ664ယောက်ရှိတယ်664ယောက်ပဲထောက်ဝက်ချမ်းလိုက်332ယောက်332ယောက်မှာတက်မှတ်သားကိုယ်စားလှယ်168ယောက်ရှိတယ်အဲ့တော့ဘယ်လောက်လို့လဲ160ကျော်ပဲလို့လား ပြည်သူ့လွတ်တော်မှာမြို့နယ်တရားချင်းပါတယ်ဆိုရင်မြို့နယ်တရားမှာပြည်သူ့လွတ်တော်တရားရမယ်အမျိုးသားလွတ်တော်ကပြည်နယ်လိုက်16ခုမှာ12ရက်12ရက်နဲ့တွန်းကြည့်လိုက်60 80ပဲရထောင်းအဲ့မှာတည်းကခင်ဗျာပြည့်သွားပြီဒီ332ကျော်သွားပြီမြို့နယ်တရားမှာချင်းပါနိုင်ရင်တော့သူ့ရဲ့ဘောင်ထဲကိုဝင်အောင်လုပ်လို့ရနေတယ်အဲ့တော့လွတ်တော်ရဲ့ထက်ဝက်ကျော်ဖြစ်ပြီဆိုရင်အဲ့ဒါလွတ်တော်ကအတီးပြူပြီနိုင်ငံရဲ့တချမ်းထက်ဝက်လောက်ကိုပဲရွေးကောက်ပွဲချင်းပါနိုင်ရင်တော့အဲ့ထက်ဝက်လောက်ချင်းပါပြီးတော့အဲ့ထက်ဝက်ကနေပြီးတော့လွတ်တော်အဲ့လွတ်တော်ထောက်ခံချက်အဲ့သမရရဲ့စိုးပြချက်နဲ့နောက်လာမယ့်တက်ချုပ်လောင်းရတို့ကတိုက်ယူရင်မရဘူးလား လွယ်လွယ်လေးတွေကြီးပဲအဲ့ဒါကြောင့်ဥပဒေကကန့်ထားတာမရှိဘူးတဲ့ပဲပြောတာအဲ့တော့အဲ့ဒါကိုတော့မဖြစ်မနေလုပ်ဖို့လိုအပ်တယ်လို့ပြည်သူလူတွေတိုင်းလုံးကျင်တယ်ရွေးကောက်ပွဲနဲ့ပဲခင်ဗျားတို့ကျွန်တော်တို့အားလုံးကအေဂျင့်နေရဖို့လမ်းစာကိုရှာနိုင်မယ်အခု BBC တို့ကတော့ဖော်ပြနေတာပါ BBC ပေါ့ကျွန်တော်တော့မပြောပါဘူး BBC ပြောလို့ကျွန်တော်ပြောတာပါ BBC မပြောရင်ကျွန်တော်ပြောဘူးဘာလို့ဆိုတော့အခါကျရင် BBC ကိုကျွန်တော်တို့ကကြည့်ရတယ် BBC ရေးရင်တော့ကကို့မှာအကာရန်ရှိပြီ BBC ရေးလို့ကျွန်တော်ကပြောတာဆိုပြောလို့ရတယ်ပုံချုပ်မှုကြီးကသူ့ရဲ့ပုံချုပ်ကြီးတွေကိုမေးနေတယ်သူ့လက်ရှိဝန်ကြီးတွေအကုန်လုံးကိုမေးနေတယ်ဘာလဲကောင်စီဝန်တွေလည်းမေးနေတယ် ရွေးကောက်ပွဲဝင်ပြိုင်ရင်ဖို့ဆန္ဒရှိလားမရှိလားဆိုတော့စစ်တမ်းလေးတွေမေးနေတယ်တဲ့ BBC ရေးတာအဲ့ဒါဖြစ်နိုင်ပါတယ်ပို့ချုံမှုရဲ့သဘောဆန္ဒအတိုင်းမှာဗျာခမားလို့ပြောမဲ့လူကတော့လူတစုရှိမယ်အဲတချို့ကတော့ကျွန်တော်မလို့ကျွန်တော်ပါဘူးယုံကြည်ခမားလို့ပြောမဲ့လူကရှိတယ်ကျွန်တော်တော့မလို့ကျွန်တော်ပါဘူးဒါပေမဲ့ပို့ချုံမှုရှိတာဝန်ပြန်ပေးမယ်ဆိုရင်တော့ကျွန်တော်ဟိုလှုပ်ဖို့လိုအပ်လာရင်လည်းကျွန်တော်တို့လှုပ်ပါမယ်လို့ပြောမဲ့လူရှိနိုင်တယ်လှုပ်မယ်ကျွန်တော်ကပြန်ချောက်ကျွန်တော်ပြိုင်ပါအဲ့လိုပြောမဲ့လူလည်းရှိနိုင်တယ်အဲ့တော့ပို့ချုံမှုရှိကိုယ်တိုင်ကရောဆိုတော့လာပြီပို့ချုံမှုရှိမေးလာပြီဆိုတော့အမေးရှိရင်ဖြေရှိရမယ်လေမေးတာကိုမဖြေဘဲနဲ့ဝိုးလေကြောင်မှလုံနေရမလားရမလားလို့ လောက်ကြီးလေအဲ့လည်းရမှာပေါ့နော်ဆိုတော့ကဲမင်းကတော့ပေပါတီကိုသွားမင်းကတော့တတိပုဂ္ဂလမင်းကတော့စောင့်နေအသင်းစောင့်နေအဲဒါမျိုးတွေဒါလေးစောင့်အောင်နေရရှိတယ် UEC ဘက်ကနေပြောထားတာကနေရာနဲ့69မြို့နယ်ကိုသူတို့ယာထားတယ်ပြောတယ်ဘေမြို့နယ်လဲတော့မသိဘူးเนาะတနေပြည်တနေအနေထိုင်ကြုံလာတာအခု6လလိုသေးတယ်ဒီ6လအထဲမှာသူတို့တောင်မှမြေကြီးဖြစ်သွားမလားတောင်မသိသေးဘူးဒါပေမဲ့ခွေးချဖို့ကဘာပြောလဲစစ်မှန်တဲ့ ဒီမိုကရေစီကြကြရွေးကောက်ပွဲကိုလုပ်မယ်လို့ပြောသွားတယ်ဆိုတော့ဒီမိုကရေစီအရာလုပ်တယ်ဆိုတာဟာနိုင်ငံရဲထဲမှာစစ်ခွေးမပါဘူးဒီမိုကရေစီနိုင်ငံကိုကြည်လိုက်တဲ့အခါမှာစစ်ခွေးတွေဟာနိုင်ငံရဲထဲမှာပါလာဆံရှိဘူးစစ်ခွေးတွေဟာလူထိုင်တဲ့နေရာမှာထိုင်လို့မရဘူးဆိုတော့အခုဒီချက်မှာဘုံငုံကြုံမျိုးမြင့်ပါပြောသွားတယ်လေ အခု UECD တတ်မှတ်ထားတာကတော့169မြို့နယ်လို့ပြောတယ်အဲ့ထဲမှာ120ရရရင်တောင်မှသူတို့ကရွေးကောက်ပွဲကအောင်မြင်တယ်လို့ပြောတယ်ဘာကြောင့်လဲလွတ်တော်ထဲမှာစစ်ခွေးတွေက160ရှိရောက်ရှိတယ်လွတ်တော်ထဲမှာကထိုင်ခုံက664 664ဆိုတော့ တဝက်ထက်နည်းနည်းလေးကြိုရင်လွတ်တော်ထမြောက်တာဖြစ်တယ်ဒါကြောင့်အခုတို့လိုရာက300နဲ့30နှစ်300နဲ့30နှစ်ထဲမှာအခုလွတ်တော်ထဲမှာ168ရောက်ကရှိပြီးသားဖြစ်တယ် ဆိုတော့ပြည်သူလူတော်အတွက်မြို့နယ်တရားမှာထပ်ပြမှကျင့်ပတယ်ဆိုလို့ရှိရင်တော့ပြည်သူလူတော်တရားထွက်လာမယ်ဆိုတော့ဟိုမှာတရားနဲ့68ရောက်နဲ့ထပ်ပေါင်းတယ်ဆိုလို့ရှိရင်တော့နေရကြော်သွားပြီဆိုတော့အမျိုးသားလူတော်အတွက်ကတိုင်းခုနှစ်ခုနဲ့ပြည်ခုနှစ်ခုနဲ့14ခုထဲကနေမှနေရောက်နေရောက်နဲ့ပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်တောင်မှเนาะအခုတို့ကပြည်သွားပြီဒါကြောင့်ဘယ်လိုပဲပြောပြောတို့ကဒီရွေးကောက်ပွဲကအောင်မြင်တယ်လို့ပြောလို့ရတယ်လို့ပြောတယ်ဆိုတော့တိချက်ကရွေး 搞不会到我老队伍，多少也撸个比大呗。说说么说说，把阿那心得拿不来，吃亏阿那心得拿嘛，打的酷。 ။နောက်တစ်ခုကတော့အခုခွေးချဘူကနေမှသူ့ရဲ့ကျွန်းတွေကိုနင်းတို့ရွေးကောက်ပွဲပါမလား။နင်းတို့နိုင်ငံရေးထဲမှာပါမလားလို့မေးနေတဲ့။ဆိုတော့အဲ့ထဲမှာလဲခွေးချဘူရဲ့ဇေယားခိုင်ကျွန်းသူ့စီစဉ်တဲ့နေရာမှာရှိမဲ့ခွေးမသားတွေလည်းအများကြီးရှိသေးတယ်လို့ပြောတယ်။ဆိုတော့အဲ့လူတွေကလည်းနိုင်ငံရေးထဲပါလာမယ်ဆိုလို့ရှိရင်တော့လွတ်တော်ထဲမှာဘာဆုံးဖြတ်ဆရာလို့သေးတယ်လဲ။ရွေးကောက်ပွဲတော့မလုပ်သေးဘူး။သူတို့မှလူပြိပြီးသားဖြစ်တယ်။ ုတိယအချက်ကတော့ဘဒူဒီထိုင်မလဲဆိုတော့အခုခွေးကျပူရဲ့လူယုံဒီစစ်တပ်ထဲမှာ retire ယူပြီးမှအင်ဂျင်အပြောင်းလဲလုပ်ပြီးမှလွတ်တော်တော်ထဲမှာထိုင်မယ်လွတ်တော်ထဲမှာခွေးတွေကတဝက်ကြော်ကြော်ထိတောင်ထိုင်နေပြီဆိုတော့ဒီလွတ်တော်အမတ်ဒီဘက်ကတင်ပြတဲ့အဥ္စာတွေကိုစစ်ခွေးတွေရဲ့သဘောတိုင်းအကျ မဟုတ်ဘူးဆိုလို့ရှိရင်အတီးပြုတ်နိုင်မှာမဟုတ်ဘူးဒါကိုဒီမိုကရေစီအဲရလွတ်လပ်တဲ့ရွေးကောက်ပွဲကိုလုပ်မယ်လို့ဘာကြောင့်နင်းတို့အဲ့လိုပြောကြတယ်လဲရွေးကောက်ပွဲတောင်လုပ်နေဆရာမလို့ဘူးအခုနင်းတို့မှာရာထားတဲ့ခွေးတွေအများကြီးပဲအခုခွေးကြဖို့ကနေမှလည်းအခုသူ့ရဲ့အောက်ထဲမှာရှိတဲ့ retire လုပ်တော့မယ်ခွေးကောင်းဆောင်တွေကိုနင်းတို့ဘယ်နိုင်ငံရေးမှာလုပ်မလဲရွေးကောက်ပွဲရောက်လာမှနိုင်ငံရေးထဲကိုပလုံးဆိုပြီးမှဝင်ပြင်းမှလွတ်တော်ထဲမှာဝင်ထိုင်ဖို့လားနင်းတို့စစ်ခွေးတွေက ဒီမိုကရေစီဆိုတဲ့အသိပဲလဲနင်းတို့နားမလဲဘူးစစ်ခွေးတွေကနိုင်ငံရဲထဲမှာပါဝင်ချင်လာတဲ့အခါမှာစစ်ခွေးတော့စစ်ခွေးပဲအင်ဂျီကိုလဲပြီးမှပဲဝင်တယ်ဒါကို88ကြောင်းသားဖြစ်တဲ့ဦးကိုကိုကြီးနေ့ရက်ပတ်သက်ပြီးဘယ်နားမှာငုံနေတယ်လဲဒီရွေးကောက်ပွဲတစ်ခုအတိအကျလမ်းဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီခွေးတွေဆုံးဖြတ်တဲ့အဥ္စာကနေ့အတွက် အမှန်တရားလား88နှစ်တုန်းကပြုတ်ခဲ့တဲ့တပိတ်ဟာ23တုန်းကလုတ်ခဲ့တဲ့တပိတ်လိုပါပဲစစ်အာဏာရှင်ကိုဖျောက်ချဖို့ရန်အတွက် လုတ်တဲ့တပိတ်ဖြစ်တယ်ဒီအာဏာရှင်တွေဟာမကောင်းဘူးဆိုတော့ကိုတိလို့ကိုတပိတ်မောက်ခဲ့တယ်ဒါပေမဲ့ဥကိုကိုကြီးနင်းရဲ့အကောင်းထဲမှာဘာပိုးတွေရှိနေတယ်လဲအခုလွတ်တော်ထဲမှာရွေးကောက်ပွဲတော့မလုတ်ရသေးဘူးခွေးထိုင်ခုံတွေဟာပြည့်သွားပြီရွေးကောက်ပွဲဆိုတာဟာဟန်ပြပဲဖြစ်တယ်ဆိုတော့ကိုဥကိုကိုကြီးမသိဘူးလားတော့မသိဘူးเนาะန င်းတို့ဖာနင်းတို့နေပြီးတော့မှနင်းတို့ရွေးကောက်ထားတဲ့လူတွေနဲ့အုပ်ချုပ်ကြပါလို့ပဲငါပြောချင်တယ်ပြီးနောက်တစ်ခုကဘာပြောလဲဆိုတော့အခုလောလောဆယ်ဆယ်မှာတို့လုံနိုင်တဲ့ပြည်နေဒီကိုအရင်ရွေးကောက်ပွဲလုပ်ပြီးမှတမတာလုပ်မယ်ကျန်နေတဲ့နေမြေထဲမှာကြတော့တက်လာမဲ့တမဒတီလွတ်တော်တီနဲ့ပေါင်းပြီးမှကာချုပ်နဲ့တွဲပြီးမှကျန်နေတဲ့နေမြေကိုထပ်ပြီးမှတိတ်ပိုက်လို့ရတယ်တဲ့မျောနေအဲ့မှာဆင်းရဲဟိုဟာကိုခွေးကဟိုဟာဖြစ်နေတယ်ဆိုတဲ့လိုမျိုးနင်းတို့ဖြစ်နေကြပြီ နော်တသက်လုံးဖြစ်လာမှာမဟုတ်ဘူးအိမ်မက်ကတော့လေမက်နေသုံးကောင်းပါတယ်အခုကျမကနေလည်းထပ်ပြောပြချင်တယ်ရွေးကောက်ပွဲကိုလုပ်လို့ရပါတယ်ဒါပေမဲ့နင့်တို့ရဲ့မေးပုံနေရမှာမตาပေါ်တဲ့တင်းကျိုင်းတော့မဖြစ်စပါစေနဲ့လို့ပဲကျမဒီကနေပြောချင်တယ်နော်ကျတော့တော်လာရဲတွေကတော့ ခွေးတွေကိုနေရထပ်ပေးမှာမဟုတ်ဘူးဆိုတာကိုတော့နင်တို့ခွေးတွေဘောမတွေတက်တက်တိတိထားကြပါအခုကြုံမျိုးမင်းတွေလည်းဘလောက်ကြောက်တယ်လဲ BBC ကလည်းဖော်ပြလာတဲ့အတွက်ကြောင့် तू ကဒီလိုမျိုးဖော်ပြရေးတာမဟုတ်လို့ရှင် तू မပြောရေးဘူးပြောတာကတော့ three media လို့ပြောတာကိုကိုကိုလော်ဘီလို့လည်းမခံယူချင်ကြဘူးကိုလော်ပေးနေတဲ့သူတွေရဲ့စိတ်တိုင်းကြကိုပဲပြောရတယ်ဒါကိုလော်ဘီလို့ခေါ်တယ်နော် သတိထားကြခွေးကျဘူးသူ့လောက်အာနာမက်တာတကယ်လို့နာတော့ဖြစ်တော့ဖြစ်လာမှာမဟုတ်ဒါပေမဲ့တကယ်လို့များပြေခိုင်ဖြိုးတာနိုင်ခဲ့တယ်ဆိုလို့ရှိရင်ငါတမ္မတာပေါ့နော် တေခန်နီးနေပြီအခုအချိန်ထိတာမတယူးယူးတာတကယ်လို့ဒါလေတောင်ဆန်းစုကြည်နဲ့ဥဝင်းမြင့်ကိုမဖမ်းဆီးလိုက်ပဲနဲ့သူတို့ကိုငါးနှစ်အုပ်ချုပ်ခိုင်းလိုက်အဲ့ငါးနှစ်ချိန်မှာကိုကစစ်တပ်ကနဲ့ထွက်ပြေးမှနိုင်ငံရေးထဲမှာပြည်သူတွေချစ်အောင်ရင်နေဆိုတော့အော်သူကရင်နှန်းကလည်းကာချုပ်ပါပဲငါတို့ကြိုက်ပါတယ်ဆိုပြေးမှတရေဝန်တာမတဖြစ်ချင်လဲဖြစ်လာမှာပါဒါကိုအကင်းအဲ့လိုမလုပ်ဘူးမြန်မြန်ဆန်းဆန်းတာမတဖြစ်ချင်တော့အခုနေအသက် စိုးရင်ရတဲ့အချိန်တွေဖြစ်သွားပြီမဟုတ်လားဥမြင့်ဆွေကိုဖျောက်ပြီးမှယာယီတမဒကလည်းလှုပ်အချက်လည်းမရှက်ဘူးเนาะတိတ်ရှက်ရှားကောင်းနေဆိုတော့ကိုကိုကိုတိကြပါလို့ပဲပြောချင်တယ်เนาะဆိုတော့အခုကျမတို့နောက်တရင်တပုတ်နေနေကတော့အခုဒီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာတွေကို နေရပြန်ဖို့ရအတွက်ဆွေးနွေးလာတဲ့အခါမှာ ယူခိုင်းပြည်နယ်တော်များများတုံးမြို့နယ်ကလွဲရင်စတဲ့နယ်မြေထဲမှာအုတ်ချုပ်နေတဲ့အရခတ်တတော်ဒီလေပါဝင်ပြီးတော့တတ်ဆိုင်တဲ့သူဒီအားလုံးပါဝင်တဲ့ဆွေးနွေးချင်းကိုလုပ်ရမယ်ဆိုပြီးမှအခုကုလသမဂ္ဂကနေမှပြောလာတယ်အခုရိုဟင်ဂျာတွေ နေရပြန်ရဲဟာစစ်ခွေးတွေနဲ့မဆိုင်ဘူးအရခတ်တတော်တွေနဲ့ဆိုင်တယ်။ဘာကြောင့်လဲဆိုတော့ဟာဒီရခိုင်ပြည်နယ်ဟာတစ်ချက်ကတော့စစ်ခွေးတွေရဲ့လက်အောက်မှာမရှိတော့ဘူး။နေအချက်ကတော့ဒီရခိုင်ပြည်နယ်ဆိုတာဟာစစ်ခွေးတွေရဲ့နေမြေလည်းမဟုတ်ဘူး။ရခိုင်ပြည်နယ်ဆိုတာဟာရခိုင်နေနဲ့ဆိုင်တယ်။ရခိုင်ပြည်နယ်ဆိုတာဟာခွေးပစက်ကနေမှအရခတ်တတော်တွေဆွဲယူထားတဲ့နေရဖြစ်တဲ့အတွက်ကြောင့်အရခတ်တတော်တွေကတလေအဓိကဆုံးဖြတ်ရမယ့်နေရဖြစ်တဲ့။ဒါကြောင့်အခုကဘာကနေအတိမတ်ပြုထားတာလေ။ ဒီရူဟင်ဂျာတွေအိမ်ပြန်လာနိုင်ဖို့ရာအတွက်ကစစ်ခွေးတွေနဲ့ဆုံးဖြတ်မဲ့အစားအရခတ်တတော်တွေပါဝင်ပြီးတော့ပါဝင်တဲ့ပါဝင်ထိုက်တဲ့သူတွေအားလုံးပါဝင်ပြီးဆွေးနွေးမှသာဒီအကြံကထမြောက်မယ်ဆိုတဲ့အကြောင်းကို ပြောပြသွားတယ်ဒါကတော့ဗာလေးဆိုတော့ဒီနေ့အရခတ်တတော်တွေရဲ့တိုက်ခိုက်မှုအောင်မြင်မှုအကြောင်း ကဘာကနေအတိမပြုတ်လာတယ်ဆိုတဲ့အရာဖြစ်တယ်အခုကဘာကနေမှဒါရိုက်ကြီးမပြောပေမဲ့ဒီနေ့မြန်မာနိုင်ငံမှာဘဒူကအောင်ပြီးဘဒူကရှုံးနေတယ်လဲနေရသေးတဲ့အတီတီကိုဘဒူကအုပ်ချုပ်နေတယ်လဲဆိုတာတော့ကဘာတိနေပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ပြည်သူတွေအားလုံးကြားမှာပြည့်ရှိကြပါစေ